ော့လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်တတိထားဖို့လိုတယ်။နံပါတ်၁လောကဘဝယတ္တိဟုအတွက်အသိပညာနဲ့ကြိုပမ်းအထောက်မှုနံပါတ်၂ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအာလုံနဲ့မျှဝေသုံးသွဲပြီးလောကကိုအကျိုးပြုမှုနံပါတ်၃ အခွင့်အရေးတာလို့အောင်မြင်ကြီးွားလာတဲ့အခါစိတ်တက်တီတီငိမ့်ငိမ့်ထားပြီးတော့ဘဝင်မမြင့်ဘူးဘဝင်မမြင့်မဲနဲ့စိတ်တက်တီငိမ့်စွာထားနိုင်ဘူးသရုပ်ထအချက်ကကြာဆုံးငန်ရောက်တဲ့အခါမှာစိတ်နှလုံးတုန်လှုပ်ပြီးစိတ်တက်မကြဘူးအဲ့ဒီတရားလေးပါကိုတာထုတရားလေးပါလို့လည်းခေါ်တယ် ဒါအကောင်းဆုံးနေထိုင်ရင်သာဓုဆိုတာအကောင်းဆုံးအဲ့တော့ဘုရားမှာလောကတွင်မှာနေတဲ့အခါမှာဒီချက်လေးချက်နဲ့ပြည့်ပြည့်စုံလို့ဖြစ်အောင်ကိုယ့်ကိုထိန်းချောင်းပြီးတော့နေရမယ်ဆိုတာဒါမသားတဲ့နဲ့ပေါ့နော်လောကမှာထွက်ခွာခြင်းလောကကြီးဟာ ဘလောက်ပဲကောင်းအောင်လုပ်လို့ဒီနေ့ကျတော့လောကကြီးကအဆုံးသတ်မကောင်းဆက်လန်းနေမှာတော့ဟိုအလွန်အဆွေးနဲ့ဒီကုံချုပ်တဲ့ဆက်လန်းရှိတယ်လို့ပျော်ရွှင်မှုနဲ့ဒီကုံချုပ်တဲ့ဆက်လန်းလည်းရှိတယ်ဟောကမတီတို့ treasury တို့ဆိုတာ ဘဝမှာတော့ပျော်ရွှင်မှုနဲ့ဒီကုံချုပ်ရတာလို့မရှိဘူးအမြဲတမ်းဟာတိတ်ဆုံးရတာနဲ့အဆုံးသတ်တဲ့အတွက်ကြောင့်အကောင်းနဲ့အဆုံးသတ်တဲ့ဘဝဇာလံဆိုတာတကယ်မရှိအဆိုးနဲ့ပဲအဆုံးသတ်တာပဲတကယ်ဘဝဇာခုံမှာအဆိုးဆုံးပဲနောက်ဆုံးမှာဘလောက်တော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘဝကထွက်ခွာပေးရတယ်ဆိုတဲ့နောက်ဆုံးဆင်ရောက်သွားတာဘလောက်တော်တော်လောကကြီးကိုဘလောက်ဖဲ့ကြိုပြုပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပေးရမယ်ကောဘဝတစ်ခုမှာကြာရှိစွာရတတ်တယ်မရှိဘူးထွက်ခွာပေးရအဲ့ဒီထွက်ခွာပေးရခြင်းဟာသိဆုံးရခြင်းဖြစ်တယ်